ဘလိုပင်ဖြစ်စေလာမယ့်နှစ်2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအမြင့်စွာကျင်းပပြီးစီးဖို့လိုတယ်လို့ NASA ကဥက္ကဋ္ဌဘုံချုပ်မှုကြီးမေအောင်လိုင်ကပြောပါရတယ်။2025ခုနှစ်မတ်လ25ရက်က NASA ကကောင်စီအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်။မိမိတို့တာဝန်ယူချိန်နှစ်နှစ်ကြာကာလအတွင်းရွေးကောက်ပွဲကျင်းပဖို့စဉ်းစားဆောင်ရွက်ခဲ့ပေမဲ့လည်း COVID-19 အလွန်ကာလဖြစ်တာနဲ့ရွေးကောက်ပွဲကျင်းပဖို့တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့်ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း NASA ကဥက္ကဋ္ဌကပြောပါရတယ်။အဲ့ဒီနောက်2024ခုနှစ်မှာသကောင်စင်းရင်ကပ်ယူထားပြီးဖြစ်တာကြောင့်ရွေးကောက် ပွဲအားယခုနှစ်2025ခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်ဇန်နဝါရီလ2026ခုနှစ်ပထမပတ်နဲ့ဒုတိယပတ်တို့အတွင်းစင်ပါဖို့ရထားကြောင်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကပြောပါရယ်ရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲအားဖြစ်နိုင်သေးတနေတဲ့စင်ပါဖို့အများပြည်သူယုံပိတ်ရမှာပြုလုပ်ဖို့ကြိုတင်ကြညာဖို့ပြဋ္ဌာန်းပါရှိကြောင်းအဲဒါကြောင့်ရွေးကောက်ပွဲပြုလုပ်ဖို့ရဲအကန့်အသတ်ပြုလုပ်ထားတာမရှိဘူးလို့ပြောရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတမိုင်းမှာပါလီမန်ဒီမိုကရေစီခေတ်မှာလည်းပြည်တွင်းလက်နက်ကိုင်ပြည်ပခါတွေကြောင့်ရွေးကောက်ပွဲအားတကြိမ်တည်းကျင်းပခဲ့တာမဟုတ်ကြောင်းမိမိတို့ အနေနဲ့ရွေးကောက်ပွဲအထမ်းမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသူကပြောပါရယ်ပြည်ထောင်စုလွှတ်တော်အမျိုးသားလွှတ်တော်တွေကျင်းပရာမှာအစည်းအဝေးအထမ်းမြောက်ခြင်းနဲ့ပတ်သက်ပြီးအခြေခံဥပဒေမှာပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာဝင်ကြီးချုပ်တွေကိုရွေးချက်ခန့်အပ်ရတာဖြစ်တာကြောင့်အရေးကြီးကြောင်းသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက် electronic voting machine တွေနဲ့ဆောင်ရွက်ရတာဖြစ်တာကြောင့်အချိန်တိုအတွင်းဆန္ဒမဲပေးနိုင်ခြင်းနဲ့မဲရလက်ရရှိခြင်းတွေရရှိမည်ဖြစ်ကြောင်း NASA ကဥက္ကဋ္ဌကပြောပါရယ်ဘလိုပင်ဖြစ်စေလာမယ့်နှစ်ဇန်န ဝါရီလအတွင်းရွေးကောက်ပွဲကိုအမြင့်စွာကျင်းပပြီးစီးဖို့လိုကြောင်းနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့လည်းရွေးကောက်ပွဲဝင်ရောက်နိုင်ဖို့ဥပဒေနဲ့အညီခွင့်ပြုထားကြောင်းသူကပြောပါတယ်။ NASA ကဟာ2023ခုနှစ်အောက်တိုဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာခဲ့ပေမဲ့လည်းမြန်မာနိုင်ငံတော်ဝန်လက်နက်ကင်တိုက်ပွဲတွေကျင်းပလာတဲ့အတွက်တာမန်အခြေအနေမဟုတ်ဘူးဆိုတာနိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားမှုကိုတက်တန်းတိုးလာခဲ့ရမှာအခုနှစ်အထိပင်ဖြစ်ပါတယ်။အဲ့ဒီနောက်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်လို့ ို့ NASA ကဥက္ကရာဗိုလ်ချုပ်မှူးကြီးမေအောင်လိုင်းကအခုနှစ်မက်စလ9ရက်ကဘယ်လာရုသမ္မတလူကာရှန်ကိုနဲ့ပူးရဲသတင်းစာရှင်းလင်းပွဲမှာကြေညာခဲ့ပါတယ်။ NASA ကလည်းမြမတက်မတော်ဖြုတ်ချရေးကြိုးပမ်းနေတယ်။လက်နက်ကင်အင်အားစုတွေကတော့ NASA ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖြည့်ဆည်းမယ်လို့ကြေညာထားပါတယ်။လက်ရှိမှာမြမနိုင်ငံရဲ့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီးတို့မှာတိုက်ပွဲတွေအပြင်း ြင်းထန်ဖြစ်ပွားလျက်ရှိပါတယ်။